ကနေဒါဝန်ကြီးချုပ်မတ်ကန်နီကအိန္ဒိယဝန်ကြီးချုပ်အား G7 အစည်းအဝေးသို့ဖိတ်ကြားခြင်းဖြစ်ပါတယ်။ကနေဒါဝန်ကြီးချုပ်ဟောင်း Justin Trudeau လက်ထက်မှာကနေဒါနိုင်ငံနဲ့အိန္ဒိယနှစ်နိုင်ငံကြားမှာဆက်ဆံရေး ADA ဆက်ဖြစ်လာခဲ့ပါတယ်။ကနေဒါနိုင်ငံအတွင်းမှာခါလစ်စတန်လို့ခေါ်တဲ့အိန္ဒိယနိုင်ငံအတွင်းမှာခွဲထွက်လူသူများအားလက်ခံထားရှိခြင်းခါလစ်စတန်ခွဲထွက်ရေး ခေါင်းဆောင်များအားတင်ဆုံမှုကိစ္စရနှင့်ဆက်လျင်းပြီးကနေဒါနိုင်ငံမှာရှိတဲ့အိန္ဒိယတန်ယုံအမှုဒဏ်များပါဝင်ပတ်သက်ခြင်းဟူသောပြောကြားချက်များကြောင့်အိန္ဒိယနဲ့ကနေဒါနှစ်နိုင်ငံဆက်ဆံရေးဆိုးဝါးခဲ့ပါတယ်။အိန္ဒိယနိုင်ငံကတက်သည့်အထောက်အထားများပြသရန်ကနေဒါနိုင်ငံကို တောင်းဆိုခဲ့တော်လဲကနေဒါနိုင်ငံကအထောက်အထားများပြသနိုင်ခြင်းမရှိတဲ့အတွက်ပုံမူဆက်ဆံရေးအခြေအနေကြာဆင်းခဲ့ပြီး အိန္ဒိယနိုင်ငံကအတန်တမန်များပြန်လည်ခေါ်ယူခဲ့သလိုအိန္ဒိယနိုင်ငံမှာရှိတဲ့ကနေဒါနိုင်ငံတန်တမန်များကိုလည်းအိန္ဒိယနိုင်ငံကပြန်လည်နှင်ထုတ်ခဲ့တဲ့အခြေအနေထိရောက်ရှိခဲ့ပါတယ်။ဝန်ကြီးချုပ်သစ်မာကာနီလက်ထက်မှာ G7 ထိပ်သီးအစည်းအဝေးအားကနေဒါနိုင်ငံမှာယခုလတွင် လက်ခံကျင်းပမည်ဖြစ်ပြီးကမ္ဘာစီးပွားရေးရစတုဒါမြောက်အင်အားကြီးနိုင်ငံဖြစ်လာတဲ့အိန္ဒိယနိုင်ငံအားဖိတ်ကြားလာခြင်းဖြစ်ပါတယ်။ ကနေဒါဝန်ကြီးချုပ်တစ်မကန်နီရဲ့ G7 အစည်းအဝေးသို့တက်ရောက်ရေးဖိတ်ကြားလာခြင်းအားအိန္ဒိယနိုင်ငံကလက်ခံရရှိခဲ့ပြီးဝန်ကြီးချုပ်မိုဒီတက်ရောက်မည်ဖြစ်ကြောင်းသိရှိရပါတယ်။အိန္ဒိယကနေဒါနှစ်နိုင်ငံဆက်ဆံရေးပြန်လည်အဆင်ပြေကောင်းမွန်လာရေးအတွက်လည်းနှစ်နိုင်ငံခေါင်းဆောင်များပြန်လည်စီစဉ်ကြိုးပမ်းကြမည်ဖြစ်ကြောင်းလည်းလေ့လာသိရှိရပါတယ်။အိန္ဒိယနိုင်ငံဟာ မေရိကန်ပြည်ထောင်စုတရုတ်ဂျာမနီပြီးလျှင်ကမ္ဘာပေါ်မှာစထုတ်တာမြောက်အင်အားကြီးနိုင်ငံတစ်ခုဖြစ် မကြာမီပေါ်ထွန်းလာမှာဖြစ်တဲ့အတွက်ကနေဒါနိုင်ငံရဲ့အမျှော်မြင်အားလေးစားပွဲ ဖြစ်ပါကြောင်းစင်ခံတင်ဆက်အပ်ပါတယ်